စစ်ကော်မရှင်ကျင်းပမဲ့ထူးထူးရွေးကောက်ပွဲအတွက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီတွေကိုမဲဆွယ်စည်းရုံးရေးအတွက်အချိန်ကာလမကြေညာရသေးပေမဲ့ပါတီကြီးတချို့ကတော့စည်းရုံးရေးဆင်းနေကြပါလိမ့်အထူးသဖြင့်စစ်တပ်ကြောထားနောက်ခံပြုထားပြီးစစ်ရာရှိတွေယာနဲ့ချီယူနီဖောင်းချုပ်ခါကိုယ်စားလှယ်လောင်းဖြင့်ဝင်ပြိုင်ကြမယ်ချက်ခံရေးပါတီဟာပြေဆုံးပွဲနဲ့အလူခမ်းနာအကြောင်းပြပြီးမြေပြင်မှာရောဆိုရှယ်မီဒီယာမှာပါပါတီစည်းရုံးရေးလှုပ်ဆောင်နေတာပါ ကြက်ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ကြီးကလည်းပါတီနဲ့ပတ်သက်တဲ့မူဝါဒတွေလှုပ်ဆောင်တာတွေအကောင့်ထဲပေါ်မဲ့လုပ်ငန်းစဉ်တွေအပါအဝင်တိုင်းပြည်တိဆောက်ရေးနဲ့ပတ်သက်ပြီးအစင်းသစ်ဖြစ်နေတဲ့အကြောင်းတောက်လျှောက်ပြောဆိုနေတာဖြစ်ပါတယ်။မွန်တွတ်တဲ့ပါတီခေါင်းဆောင်တူကတော့ပါတီစည်းရုံးရေးနဲ့ပတ်သက်ပြီးဒါဟာဥပဒေကိုလက်တလုံးချလွတ်တာဖြစ်ပြီးရွေးကောက်ပွဲအောင်နိုင်ဖို့မဲပေးမဲ့ရဲ့အနီးကပ်ရောက်မှသာလူမှုခေါင်းထဲပိုဝင်တယ်လို့တန်လွင်တိုင်းကိုပြောပါတယ်။ဒါတော့လေကျွန်တော်တို့ကတော့ဗောနော်ဒါတော့ဒီဥပဒေကိုလက်တလုံးချလောက်သွားတယ်လို့ပဲပြောရမှာဗောနော် ဟုတ်တယ်မလို့ဒီကျွန်တော်တို့ဒီသဘောတကွပါတီတကွရေကောက်ပွဲအောင်နိုင်ဖို့ဆိုတဲ့နေရာမှာကျတော့နောက်ဆုံးနောက်ဆုံးမှကြော်ညာတဲ့လူကလူသူကောင်းတဲ့ပုံဝင်တယ်ပေါ့ကျွန်တော်တို့အမြင်ကျတော့အခုကျွန်တော်တို့ဒီမွန်ကြီးပါတီပဲပြောမွန်တိုတေးပါတီပဲပြောကျွန်တော်တို့ကငင်ငိမ်ပဲနေတယ်လေကျွန်တော်ကတိုင်းနာပါတီဆိုတော့အဲ့တော့ကျွန်တော်ဖြတ်တန်းလာခဲ့တဲ့ရေကောက်ပွဲ၃ခုအရာမှာဒီ ဟိုဒီတိုင်းပေါ့နော်ဟို online ပဲပြောပြောပေါ့ Facebook ပဲပြောပြောပေါ့ဒါတွေကခொနည်းပဲကြာလေလူတို့ကောင်းတဲ့ရောက်မသွားဘူးအဓိကမဲထက်တဲ့နေ့မှာအဓိကစီအောင်နိုင်မှသာလျင်ဒါအောင်မြင်မှုရနိုင်လေဒါကျွန်တော်တွေ့တုံတွေ့ကြုံရပါတော့အဲကြောင့်အခုတို့လောက်လဲကျွန်တော်တို့ကတော့လောက်ပေါ့ညီစရာကြီးတော့ကျင်းတော့ ကရင်ပြည်နယ်အတွင်းစည်းရုံးမဲ့မွန်တွတ်တက်ရေးပါတီအနေနဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့ခွင့်ပြုချက်အရနိုင်ငံပိုင်ရုံးမြင့်တန်ကြားမှာပါတီရဲ့မူဝါဒသဘောထားတွေကိုဟောပြောသွားမှာဖြစ်တယ်လို့ဆိုရှယ်မီဒီယာကနေလည်းစည်းရုံးသွားဖို့ရှိမယ်လို့သူကတီးပေးပါတယ်။လက်ရှိမှာရွေးကောက်ပွဲကျင်းပနိုင်မဲ့နေပြည်တော်ပါဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေအတွင်းတက်ဆိုင်ရာကော်မရှင်အဖွဲ့အစည်းရုံးတွေနဲ့ရက်ကြီးရုံးတွေမှာမဲပေးပိုင်ဝင်ရှိသူတွေရဲ့မဲဆန္ဒရှင်အမည်စင်းတွေကိုရက်တိုးပြီးကတ်ထားတာပါ။ အာဏာသိမ်းမှုအတွင်းတင်းတွင်းဆစ်ဖြစ်ပွားနေတဲ့မြန်မာနိုင်ငံမှာစစ်ကော်မရှင်ဦးဆောင်ကျင်းပမဲ့အပိုင်းလိုက်ထွေထွေရွေးကောက်ပွဲပေါ်ပြည်သူလူထုတွေစိတ်ဝင်စားမှုမရှိတာကြောင့်မဲစင်းတွေကိုတွားရောက်ကြည့်ရှုစစ်ဆေးသူအလွန်နည်းတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်။ဒီဘောကြံခိုင်ရေးပါတီကမဲပေးခွင့်ရှိသူတိုင်းအခွင့်အရေးမဆုံးရှုံးစေရေးသူတို့ပါတီကနေထာဝရပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီးမဲစင်းတွားရောက်ကြည့်ရှုစစ်ဆေးမှုနဲ့ပူးပေါင်းပါဝင်ပေးဖို့ TikTok နဲ့ Facebook မှာတိုက်တွန်းနေတာပါ။ဒါအပြင် ဒေါ်သတ်ခိုင်ဦးဆောင်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကလည်းမဲဆန္ဒရှင်ပြည်သူတွေနိုင်ငံသားအခွင့်အရေးမဆုံးရှုံးရအောင်မဲစင်းအချိန်မီစစ်ဆေးပေးဖို့လူသုံးများတဲ့ Facebook နဲ့ TikTok Social Media တွေကနေနှိုးဆော်နေတာဖြစ်ပါတယ်။တစ်ဖက်မှာသတင်းစာရှင်းလင်းပွဲကနေတဲ့ဆင့်မူဝါဒတွေလှုံ့ဆော်တာတွေနဲ့မြင်းမြန်ချက်တွေပါဝင်ရုံးကန်ဖွင့်လှစ်တာပါတီဝင်အဆိုပြုလာပေးရတဲ့အခမ်းအနားတွေမှာလည်းလူထုဘဝအထူးကငြိမ်းချမ်းလုံခြုံစွာကြီးပွားကြဆိုပြီးပြည်သူ့ရှေ့ဆောင်ပါတီက Social Media တွေမှာစီရင်ရေးလှုံ့ဆော်နေတာပါ။ ကရင်မျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌမန်းအောင်ပြည်စိုးကစီယုံဝင်မရှိတဲ့အချိန်မှာအခုလိုလုပ်တဲ့ပေါ်တာဝန်ရှိတဲ့ပြည်အောင်စုရွေးကောက်ပွဲကော်မရှင် UEC ကသာမူတည်တယ်လို့တန်လွင်တိုင်းကိုပြောပါတယ်။ဒီမစီယုံလုတ်တော့ဝင်မရှိသေးတဲ့အချိန်မှာသူတို့လုတ်တာကဒါသူတို့ပိုင်းပေါ့နော်။သက်ဆံတောင်းကျက် UEC ကလည်းဒါအရင်ဆုံးရမယ်လို့တောင်းရဘူးဆိုတော့ကျွန်တော်လည်းပြောပါမယ်မသိဘူးလေ။အဲကျွန်တော်အချိန်ကြလို့အကြောင်းမျိုးမျိုးကြောင့်ဟိုခေတ်ကြောင့်ဥစ္စာပေါ်လာလို့ကျင်တာကိုဖောက်ပြမှာပေါ့။ ဒီတော့ကျုပ်ကဖြစ်နေတဲ့ကိစ္စကိုကျွန်တော်မလုပ်ဘူးလေအဲအဲဒီဘက်ရှိတဲ့ကြေညာတော့လုပ်မှာပေါ့ကျွန်တော်ကတော့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထွေထွေရွေးကောက်ပွဲအတွက်နိုင်ငံရေးပါတီတွေအနေနဲ့မဲဆွယ်စည်းရုံးမှုနိုင်ငံပိုင်ရေဒီယိုနဲ့ရုပ်သံအစီအစဉ်တွေကနေဟောပြောခွင့်ပြုမယ်လို့စက်တင်ဘာ25ရက်နေ့မှာကြေညာထားတာပါဒီအတွက်မဲဆွယ်စည်းရုံးမှုပါတီရဲ့မူဝါဒသဘောထားလုပ်ငန်းစဉ် စတဲ့ဟောပြောတင်ပြချက်တွေကိုအော်တိုဘာ28ရက်ကနေဒီဇင်ဘာ26ရက်နေ့အထိခွင့်ပြုပေးဖို့စီစဉ်ထားပါတယ်။ဒါပေမဲ့မြေပြင်မှာမဲဆွေစည်းုံတာလှည့်လည်တာဟောပြောတာတွေနဲ့ပတ်သက်ပြီးသတ်မှတ်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ဒါအပြင်အထွေထွေရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလအဖြစ်ဝင်ရောက်ရှင်ပြိုင်ကြမဲ့ကိုယ်စားလှယ်လောင်းပေါင်း9000ကျော်ရဲ့အမည်စင်းတွေကိုစစ်စစ်ပြီးသွားပြီမဲ့အခုချိန်ကြီးတော့မကြေညာသေးပါဘူး။တဖက်မှာကြမ်းခိုင်ရေးပါတီပြည်သူ့ပါတီနဲ့ပြည်သူ့ရှေ့ဆောင်ပါတီတို့ဟာမော်ပြည်နယ်ကလုံခြုံရေးအကောင့်နဲ့မြို့နယ်တွေမှာ ါတီဝင်တွေနဲ့နှိစက်သူတချို့ကိုနေအိမ်တွေအတွင်းပါတီစည်းရုံးရေးဆင်းခဲ့တယ်လို့ဒေသခံတွေကတန်လွင်တိုင်းကိုပြောထားတာပါ။အဲ့ဒီပါတီတွေဟာပြည်ထောင်စုတဝန်းစည်းရုံးမဲ့နိုင်ငံရေးပါတီတွေဖြစ်ကြပြီးမွန်ပြည်နယ်ခြေစိုက်ပြည်နယ်အတွင်းမှာသာစည်းရုံးမဲ့မွန်ညညွရေးပါတီကတော့မြေပြင်မှာရောဆိုရှယ်မီဒီယာမှာပါငြိမ်သက်နေပါလိမ့်။မွန်ညညွရေးပါတီပြောခွင့်ရနိုင်တန်းရွှေကရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးကာလကြမှာသာ UEC ခွင့်ပြုချက်နဲ့ဆိုရှယ်မီဒီယာတွေမှာစည်းရုံးလုံးစော်ဖို့ဘတ်ဂျက်ရေးဆွဲနေတယ်လို့တန်လွင်တိုင်းကိုပြောပါလိမ့်။ ဟုတ်ကဲ့အဲ့ဒါကိုလို့ဆက်ဆက်ပြန်ပေါင်းဆက်ဆက်နေတဲ့ပတ်ပေါင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဒုညာရှိနေနေတော့မယ်ကျွန်တော်တို့ budget တွေရေးဆွဲနေတော့မှာနော်အဲ့ဒါကြတော့ကျွန်တော်တို့ဒီဆက်ဆက်လောင်းရေးကင်းထွက်လာမယ်ဘာဒီအကြောင်းကြီးကယူကြည့်ရအောင်ဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါကိုတက်တိုက်ကြောလောက်သွားမှာပါ လောလောဆယ်မှာပါတီရဲ့ကိုယ်စားလှယ်လောက်အမည်စင်းတွေထုတ်ပြန်ကြေညာတာကိုစောင့်ဆိုင်းနေပြီးဆိုရှယ်မီဒီယာကနေမဲဆွယ်စည်းရုံးရေးအတွက်အလိုအပ်တဲ့ဤပညာပိုင်းတွေအပါအဝင်စီမံကိန်းတွေရေးဆွဲနေတယ်လို့သူကစက်ပြောပါတယ်။ရွေးကောက်ပွဲဆိုင်ရာလှုံထုံးလှုံနှီးတွေအရအထူးထူးရွေးကောက်ပွဲကျင်းပမယ့်ဤရမတိုင်ခင်ရက်ပေါင်း60လို့မှနိုင်ငံရေးပါတီတွေအတွက်မဲဆွယ်စည်းရုံးရေးကာလအဖြစ်သတ်မှတ်ကြေညာလေးရှိပါတယ်။ဒါကြောင့်အထူးထူးရွေးကောက်ပွဲအပိုင်း1ကို လာမယ့်ဒီဇင်ဘာ28ရက်နေ့မှာစတင်ကျင်းပမှာဖြစ်တဲ့အတွက်မဲဆွေစီယုံရေးကာလကိုအောက်တိုဘာနှောင်းပိုင်းမှာသတ်မှတ်နိုင်တယ်လို့နားလည်ရပါတယ်။ဒါပေမဲ့လုံခြုံရေးအခြေအနေတွေကြောင့်ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့်ကိုယ်စားလှယ်လောင်းတွေအတွက်လူစုလူဝေးနဲ့လှည့်လည်ပြီးမဲဆွေစီယုံမှုမဖြစ်နိုင်တော့တဲ့အခြေအနေလို့နိုင်ငံရေးပါတီတချို့ကလက်ခံထားကြပါတယ်။